အဝယ်ဖောက်ကားတော်သူနော်နိုင်ငံအာဒါကုတရားဝယ်လို့တော်သူမဟာမိတ်လို့တော်နိုင်ငံနေအားလုံးကတော့ဒါ blessing နဲ့ဆိုင်တယ်ဆိုပြီးတော့မှသူဖော်ပြတယ်အထူးတစ်ပြည့်ယနေ့ Israel နိုင်ငံဟာဆိုရင်နော်ဒါတမနာဒေါ်နာထရန့်ကချမှတ်ခဲ့တဲ့ Abrahamic Accord ကိုအခြေပြုပြီးတော့ Abrahamic Accord ထဲမှာက UAE ပါတယ်ပြီးတဲ့အခါမှာ Bahrain ပါတယ် Sudan ပါတယ်အဲ့ဒီမှာနော်အာရဗ်နိုင်ငံတွေတော်တော်များများဒီနောက်ပိုင်းလိုက်လာဖို့ရှိတယ်အဲ့တော့လောလောဆယ် ဣသရေလကအရန်ကိုနော်ဒါမျောလင့်နေတဲ့အရာတစ်ခုကစော်ဒီအရေဘီးယားလည်းပဲအိဗရာဟံရဲ့အခေါ်မှာပါလာဖို့အတွက်ဖြစ်တယ်။အိဗရာဟံရဲ့အခေါ်ဆိုတာကနော်အာဗရာဟံဖြစ်တော်သူတို့ဂျူးလူမျိုးတွေအာရဗ်လူမျိုးတွေရဲ့ရှေးဖခင်ကြီးပေါ့နော်ဒါသူတို့ရဲ့ generation ဖခင်ကြီးကိုတိုင်ကဒါခရိယာနေအတွက်လည်းဒါယုံကြည်ခြင်းဖခင်ကြီးပဲအဲ့တော့အိဗရာဟံထဲမှာ တလုံးတွားထဲစီလုံးချင်းငိမ့်ချမ်းချင်းစာချုပ်လောက်ရအောင်ဆိုပြီးတော့တမနာဒေါ်နာထရန့်က propose လုပ်ခဲ့တာဖြစ်တယ်။အဲ့ဒါကိုအစ္စရေးကနော်ယနေ့ထိတိုင်အောင်ဒါကိုအကောင့်ထဲပေါ်ခြင်းနေတယ်။ပြီးတဲ့အခါမှာအာရဗ်နိုင်ငံတော်တော်များများလည်းအကောင့်ထဲပေါ်ခြင်းတယ်။ဘာလို့လဲဆိုတော့အေဗရာဟမ်ထဲမှာတူညီမှုရနိုင်တယ်ဆိုတာကိုသူတို့မျှော်လင့်တယ်။အာဗရာဟမ်ထဲမှာပဲသူတို့ကငိမ့်ချမ်းရနိုင်တယ်ဆိုတာကိုမြင်တယ်။အဲ့တော့နော်ကျွန်တော်ဒီနေ့ ယုံကြည်သူတွေကဘာလို့အစ္စရေးနိုင်ငံရဲ့အရေးခေတ်ကိုဒီလောက်တော့ပြောနေရတာလဲเนาะကျွန်တော်ကိုယ်တိုင်ပင်လည်းအာတချို့ကပြောတယ်ဆရာပြောလိုက်ရင်အစ္စရေးနိုင်ငံအကြောင်းအမြဲတမ်းပါတယ်အစ္စရေးနိုင်ငံကိုကျွန်တော်ပြောနေရခြင်းဟာဒီနေ့ကျွန်တော်တို့အသင်းတော်နဲ့ယုံကြည်သူများဟာဝိညာဉ်ထဲမှာအစ္စရေးနိုင်ငံအလူမျိုးဖြစ်တယ်လို့ကျမ်းစာမှာပြောတယ်เนาะပြောင်းလဲပြီးတော့မှအာဗြဟံရဲ့ဝိညာဉ် generation အစ္စရေးအမျိုးနွယ်ဖြစ်တယ်လို့ကျမ်းစာထဲမှာပြောတယ်ဒါကြောင့်ဒီကနေ့အသင်းတော်နဲ့ယုံကြည်သူတွေဟာဆိုရင်เนาะ ဝိညာဉ်ထဲမှာကျွန်တော်ကပြောင်းလဲခြင်းထဲမှာအစ္စရေးမျိုးနွယ်တွေဖြစ်တယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့ကောင်းကြီးတွေကအာဗြဟံကနဲ့ဒါရိုက်တက်ဆိုင်ပြီးတော့ဆင်းသက်လာတာဖြစ်တယ်ထို့များမကဘူး Jew Israel မျိုးရဲ့ descendant ဖြစ်တဲ့မရှိအနော်ယေရှုဟာဟမရှိယာယေရှုခရစ်တော်ကိုယ်တိုင်ပင်လည်း Jew လူမျိုး Israel လူမျိုးဖြစ်ပြီးတော့မှသူအားဖြင့်နော်တိုင်းနိုင်ငံအတီးတီးကောင်းကြီးခံစားဖို့ဘုရားကပြုတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ Israel နိုင်ငံအတွက်ငြိမ်းချမ်းခြင်းကို နော်ယေရုရှလင်မြို့ရဲ့ငြိမ်းချမ်းရေးအတွက်ဆုတောင်းတော်သူအစ္စရေးနိုင်ငံကိုထောက်ခံအားပေးတော်ငြိမ်းချမ်းရေးအတွက်နော်ဆုတောင်းပေးတော်သူအားလုံးဟာဖခင်ရဲ့ကောင်းချီးခံစားရမယ်လို့ကျမ်းစာထဲမှာပြောထားတယ်။အာဗြဟံအကော့ဆိုတာပါလဲဆိုတော့အာဗြဟံကိုဖခင်ပြောတယ်ငါကနော်တင့်ကိုကောင်းချီးပေးမယ်လူမျိုးကြီးဖြစ်စေမယ်တင့်ကိုကောင်းချီးပေးတော်သူကိုငါကောင်းချီးပေးမယ်တင့်ကိုချိန်ဆတော်သူကိုငါချိန်ဆမယ်လို့ပြောထားတာဖြစ်တယ်။အဲ့ဒီဂတိတော်ကဒီနေ့ ဝိညာဉ်သက်တာမှာယုံကြည်သူတွေနဲ့ဆိုင်တယ်ဒါပေမဲ့ခန္ဓာ descendant ကျွန်တော်တို့ရဲ့ဒီအာလူစားတိတဘောအားဖြင့်เนาะလူမျိုးအားဖြင့်ပြောမယ်ဆိုရင်เนาะ Israel လူမျိုးနဲ့ဆိုင်တယ်ဒါကြောင့်မို့ American ဟာဆိုရင်ကမ္ဘာပေါ်မှာ Israel ကိုเนาะထောက်ခံမှုเนาะအများဆုံးပေးတော့နိုင်ငံဖြစ်တယ် Israel နိုင်ငံကိုထောက်ခံခဲ့တဲ့မြတ်တော်နိုင်ငံဟာဒီနေ့ခေါင်းစားတယ်ကမ္ဘာကြီးပေါ်မှာဘုရားသခင်ကချီးမြှောက်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်โอเคအဲ့တော့ ဒီနေရာမှာเนาะဘန်ဂျာမင်နာတယာဟုကမြေမြေပုံเนาะကားချက်နှစ်ခုကိုယူလာပြီးတော့ UN Assembly New York City မှာသူလာပြီးတော့ပြောတယ်ဘာလဲဆိုတော့ the blessing and the curse ဒီဘက်မှာက blessing ကောင်းကြီးမင်္ဂလာရှိတယ်တဲ့ဘယ်သူတွေက blessing ရှိတယ်လဲဆိုတော့တဲ့ အစ္စရေးနိုင်ငံနဲ့မဟာမိတ်လုပ်ပြီးတော့မှငိမ့်ချင်းစာချုပ်ချုပ်ပြီးတော့အတူတကွရှင်တွဲနေထိုင်တော့နိုင်ငံတွေက blessing ဖြစ်တယ်။ဘာလို့ဆိုတော့ကဘာကြီးပေါ်မှာဒီကနေ့အစ္စရေးရဲ့နီးပညာနဲ့စီးပွားရေးစိုက်ပျိုးရေးနီးပညာတွေလက်နက်နီးပညာတွေ AI နီးပညာတွေကိုကဘာကနဲ့အတူယူပြီးတော့မှတော့အောင်မြင်နေရတာဖြစ်တယ်။တော့အမေရိကန်ရဲ့စစ်လက်နက်အများဆုံးအောင်မြင်တာဟာဆိုရင်အစ္စရေးရဲ့နီးပညာ technology ကိုတုံးတာဖြစ်တယ်။အဲ့တော့ကဘာပေါ်မှာတော့ဒါ medical ဘယ်ပြောမလားစိုက်ပျိုးရေးပဲပြောမလားအများဆုံး novel novel ဆုကိုတော့ရထားတော့နိုင်ငံကအဲ့ဒီအရှိလေပိုင်းကကြီးကြီးမားမားနိုင်ငံတွေမဟုတ်ပါဘူးတေးသေးလေးဖြစ်တဲ့ Israel နိုင်ငံဖြစ်တယ်အဲ့တော့ Israel နဲ့မဟာမိတ်ပြုတော်နိုင်ငံအားလုံးကဘာဖြစ်လဲဆိုတော့ Israel ရဲ့နီးပညာနဲ့စီးပွားရေးတွေဉာဏ်ပညာတွေအားလုံးဒီ technology တွေနဲ့ဒါကြိုးခမ်းစားရတယ်ဆိုတော့တွေ့ရတယ်အခု Israel က Saudi Arabia နဲ့เนาะဒါ normalize လုပ်ချင်တယ် เนาะသူတို့ ਨੇ မဟာမိတ်ဖွဲ့ခြင်းနဲ့အာဗြဟံဆိုတဲ့ဒီ accord စာချုပ်ပရိညာစာချုပ်တွေကိုသူတို့ဝင်လာစေခြင်းနဲ့ Saudi Arabia လည်းဝင်လာဖို့အတွက်ဆိုင်းပြင်းနေတယ်ဆိုတော့တွေ့ရတယ်အဲ့တော့တစ်ဖက်မှာကြတော့เนาะဘာလဲဆိုတော့ curse ကျိန်ခြင်းအမင်္ဂလာရှိတယ်တဲ့ဒါ Israel နိုင်ငံရဲ့အကြီးဆုံးရာထူးရှိတော့เนาะနာတယာဟုကပြောထားတာဒါကဘာကြီးရှိမှကျင်ညာထားတာဒါကသူကျင်ညာတာကတော့သူကတော့နိုင်ငံရေးအရာပြောထားတာ ဒါပေမဲ့ဒါကဘာလဲဆိုတော့ prophet ပြည့်စုံခြင်းဖြစ်တယ်။နောက်ဆုံးတော့ကာလမှာပြင်လေဖခါကသူ့ရဲ့စကားတော်ကိုကဘာကြီးတစ်ခုလုံးရဲ့ရှေ့မှာတက်တည်ခံပြီးတော့ပြည့်စုံစေမယ်ဆိုတာကို ကျွန်တော်တွေ့ရတယ်။ဘာလဲဆိုတော့တင့်ကိုကောင်းကြီးပေးတော့လူမျိုးကကောင်းကြီးပေးမယ်ဆိုတဲ့အာဗြဟံကိုပြောခဲ့တော့နှစ်ပေါင်း3000ကျော်ကတည်းကနဲ့အဲ့ဒီကတိစကားကဒီနေ့လည်းပဲရှင်းရှင်းလင်းလင်းကျွန်တော်အသက်ရှင်နေတယ်မြင်တွေ့နေရတာဆိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့သူကဒါတမချန်းဆောင်တက်တည်ခံနေတာဖြစ်တယ်။ ဘုရားတခင်နှုတ်ကပတ်တော်ကို तू ဟာဟောပြောနေတာဖြစ်တယ်။ तू ကတော့နိုင်ငံရေးအရာဟောနေပေမဲ့ဒီမှာက prophecy အရာပြည့်နေတာ။ဒီမှာကဘုရားရဲ့အကြံစီနဲ့ဘုရားရဲ့အချိန်စရာတည်းမှာဒါပြည့်စုံနေတာ။နောက်ဆုံးတော့ကာလမှာအာဗြဟံမျိုးနွယ်ကိုငါကသူ့ရဲ့နိုင်ငံကိုပြန်ခေါ်လာမယ်လို့ကျမ်းစာထဲမှာပြောထားတယ်။အဲဒါကြောင့်မို့နော်အခုဒီဘက်မှာ curse နော်ချိန်ချင်းရှိတဲ့နိုင်ငံတွေကိုသူဖော်ပြတဲ့အခါမှာလောလောဆယ် Iran နော် Syria ဒီမှာတွေ့နေရတယ်။ Iran Syria ပြီးရင် Iran က getting better if we run the place soon. Look at this special he's organized. နဲ့တော့ဒါထောက်ပံ့ကြေးအားပေးနေတဲ့ Hamas တို့နောက်ပြီးတော့ Hezbollah တို့နော် Yemen က Houthi လူမျိုးတွေအဲ့တော့ဒီလူတွေက curse မြေပေါ်အနက်နဲ့ပေါ်ပြထားတယ်။နော်တကယ်လည်းပဲ Israel ကိုမုံတီးပြီးတော့မှအကြမ်းဖက်ပြုတော့ဒီနိုင်ငံတွေကဘုရားရဲ့အမျက်တော်ခံနေရတယ်ဆိုတော့ကျွန်တော်ဒီမှာလက်တွေ့နော်ဒါတည်င်းထဲမှာလို့အမြင်တွေကမြင်နေအမြင်တွေ့နေရတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့တလောကအီရန်နိုင်ငံရဲ့အကြီးဆုံးရာထူးယူထားတော့တမဒကိုတိုင်ပင်လေဟယ်လီကော်ပတာစီးရဲနဲ့ဒါရုတ်တရက်ပြက်ကျပြီးတော့မှအသက်ဆုံးရှုံးသွားတယ်။ဒါဘုရားသခင်ပြောပြီးသားဒီလူမျိုးကိုချိန်ဆတော့သူငါကဗာလဲဆုံးမမယ်လို့ပြောတယ်။အဲ့တော့ဒါကတဘာဝတဲ့ကြော်လွန်တဲ့เนาะအဖြစ်ပြက်လေးဖြစ်တယ်။ဘယ်နိုင်ငံတမဒမှာအထူးဖြင့်အီရန်နိုင်ငံရဲ့ဤပညာသူတို့ရဲ့ချမ်းသာကြွယ်ဝမှုအပြည့်သူတို့ကိုတမဒကိုကောက်ွယ်ဆောင်းရှောက်ထားတဲ့ဤပညာတွေကအယမ်းမြက်တယ်။ အဲ့ဒီမှာတခါတည်းရုတ်တဲ့ဟယ်လီကော်ပတာကနော်ဒါနင်းမြူတွေဆိုင်တဲ့အချိန်မှာပြုတ်ကျပြီးတော့မှသမရအပါဝင်ကက်ဘိနက်တူတွေအားလုံးထိသွားတယ်နော်အားလုံးတော့မဟုတ်ပေမဲ့တော်တော်များများအမှအကြံပေးတွေထိသွားတယ်နော်ဒါကဘာလဲဆိုတော့ curse နော်ချိန်ချင်းရှိတော့လူဒီမှာသမရအနော် prime minister natanya hu ကိုတိုင်ကကြော်ညာပြီးတော့ပြောတော့အခုလည်းပဲဘာလဲ hamas နော် israel ကိုအကြမ်းဖက်ပြုတ်တဲ့ hamas က gaza ဒေသမှာ90ရာခိုင်နှုန်းခေါင်းဆောင်တွေအားလုံး เนาะဒါတည်သွားပြီသူတို့ကို အစ္စရေးကဒါအာတိုက်ခိုက်ဖြစ်စည်းနိုင်ပြီဆိုတာကိုကျွန်တော်သိရတယ်။တစ်ဖက်မှာလည်းပဲလေဘနွန်မှာစစ်ဖြစ်နေတယ်။မနီးယားမှာပဲကျွန်တော်သတင်းပေါ်လာတယ်။ဗာလဲအာနာရှရာနာရှရာလာဆိုတဲ့ဒီဟစ်ဘိုလာရဲ့ထိပ်ပိုင်းခေါင်းဆောင်ကွန်မန်ဒါကအစ္စရေးရဲ့တိုက်ခိုက်မှုမှာကြာရှုံးသွားပြီတဲ့။အဲ့တော့ဟစ်ဘိုလာလည်းမခံနိုင်ဘူးเนาะအီရန်လည်းမခံနိုင်ဘူး။နောက်ပြီးတဲ့အခါမှာဟာမတ်စ်လည်းမခံနိုင်ဘူး။ယီမန်လည်းခံနိုင်မှာမဟုတ်ဘူး။ ဒါကဘာလို့ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာပြောပြီးသားဖြစ်တယ်။ Israel နိုင်ငံကိုကမ္ဘာမြေပေါ်ကနေဖျောက်ဖျက်ဖို့ဆိုတာအခုခေတ်မှာဘလို့မှမဖြစ်နိုင်တော့ဘူး။ဘာဖြစ်လို့လဲဆိုဘုရားရဲ့နှုတ်ကပတ်တော်ပြည့်စုံတဲ့အချိန်ဖြစ်တယ်။နောက်ဆုံးတော့ကာလဖြစ်တယ်။နော်အရင်ဒုတိယကမ္ဘာစစ်ကလူမျိုးနော်ဒါဂျူးလူမျိုးတွေကိုတတ်ဖြတ်နော်ဂျူးမုံတီးရီနဲ့ဂျူးလူမျိုးတွေကိုအပြက်ချိန်မုံနဲ့နာဇီဝါဒတွေဘလောက်ပဲပေါ်လာပေါ်လာဒီကနေ့လည်းပဲဂျူးမုံတီးရီတွေနော် anti-semitism တွေရှိပါတယ်။ဒါပေမဲ့ အစ္စရေးရဲ့ကိုကပ္ပမြေပုံကနေပျောက်ပြတ်သွားအောင်ဆိုတော့အခုအီရန်ကကြွေးချော်နေတယ်နော်သူရဲ့မဟာမိတ်နိုင်ငံတွေကတချို့ကြွေးချော်နေတယ်ဒါပေမဲ့မဖြစ်နိုင်တော့နော်သူတို့ပြောတာ from the river to the sea from the river ဆိုတော့ Jordan မြေကိုပြောတာအဲ့ဒီ river ကနေဟိုဘက်ကိုမောင်းထုတ်မယ်တဲ့ to the sea ဆိုတော့ပြောမှာလဲပင်လယ်တေ Dead Sea အစ္စရေးနိုင်ငံကိုမပါလောက်လိုက်မလဲပင်လယ်ထဲကိုမောင်းချလိုက်မယ်လူတွေအားလုံးကိုပင်လယ်ထဲကိုနှစ်တင်အောင်လောက်လိုက်မယ်ဒါသူတို့တချင်းနော် slogan on နေတာဟာဆိုရင် from the river to the sea ဆိုတာကဒါအလကားမဟုတ်ဘူးဒါကဗာလဲအစ္စရေးနိုင်ငံတစ်ခုလုံးကိုပျောက်ပြတ်သွားအောင်ငါတို့လုပ်မယ်ဆိုတော့ဂျေးဂျော်ဒန်နေဖြစ်တယ်ဒါပေမဲ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ဒီကနေ့အဲ့ဒီအရာကလုံးဝမဖြစ်နိုင်တော့ဘူးဆိုတာကိုကျွန်တော်တို့လုံးဝအာမခံချက် ပေးထားတာဖြစ်တယ်ဒါကြောင့်မို့အခု Hezbollah လည်းကြာရှုံးနေတယ်နော် Hamas လည်းပဲကြာရှုံးနေတယ်နော် Israel ကို မတိုက်နိုင်ပါဘူးလက်နက်နည်းပညာအရနော်စစ်ရေးအရဘလို့မှမတိုက်ခိုက်နိုင်ဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်ဒီမှာရေးစစ်ချီလာခံခဲ့ အခန်းကြီး16ထဲမှာဗာပြောလဲဆိုတော့ရေစေချီလာ16:3ထာဝရဘုရားမိန်တော်မူသောစကားကိုစင့်ဆူရမိမှာထူချာတော့အစင်းရောင်မြားပြတော့အမွေးနဲ့ပြည့်စုံ၍ရှေလျားကြီးမာတော့အတောင်ရှိတော့ရွှေလင်းသားကြီးသည် လေပါနုံတောင်တို့ လာ၍လေပါနုံတောင်တောင်ပေါ်မှာနော်အစင်းရောင်မြားပြတော့အမွေးနဲ့ပြည့်စုံတယ် အစေးရောင်ထူးခြားတဲ့ရှေလျားကြီးမှာတော့အတောင်ရှိတဲ့ရွှေလင်းသားကြီးကလေပါနုံတောင်ပေါ်မှာလာပြီးတော့အာရစ်ပင်ဤအဖျားကို ကိုင်လျက်အမြင့်ဆုံးသောအညွတ်တို့ကို ချိုးစိတ်၍ကုံတွယ်ရာပြည်တို့ခြီဆောင်ပြီးလဲကုံတယ်မြို့၌စိုက်လေ၏ဘာကိုပြောချင်တာလဲလေပါနုံဆိုတာကအခုလေဘနုံကိုပြောတာဖြစ်တယ်လေပါနုံတောင်ဆိုတာလေဘနုံတော့အခုဂေါ်လန်ဟိုက် ဒီမှာလေဘနွန်တောင်ဆိုဂိုလန်ဟိုက်ဆိုတာကအခု Hezbollah တွေနေရာတတ်ဆွဲထားတဲ့နေရာဖြစ်တယ်။ Hezbollah ဆိုတာကလေဘနွန်ကိုကာကွယ်တိုက်ခိုက်ပေးမယ်။ Israel ရဲ့ရန်သူဖြစ်တယ်။နော်အီရန်ကနဲ့ထောက်ပံ့ချင်းဝင်ပေးထားပြီးတော့မှတောင်ထိပ်ပေါ်မှာတတ်ဆွဲထားတဲ့နော်အကြမ်းဖက်တွေဖြစ်တယ်။အဲဒီအကြမ်းဖက်တွေကိုစမ်းစာမှာအနစ်3000ကျော်ကလေးကနဲ့ Prophet ပြုထားပြီးသားရေစီချီလာကပြောဆိုဒီမှာလေဘနွန်တောင်ပေါ်မှာရှိတဲ့ အပြင်အာရပြင်အပြအာရပြင်ဆိုတာလေးပါလုံးတောင်ပေါ်မှာပေါ်များတဲ့အပြင်တွေဖြစ်တယ်။သူတို့ရဲ့နိုင်ငံကိုကာကွယ်ထားတဲ့တစ်ပင်တွေဖြစ်တယ်။အဲ့ဒီပြင်ရဲ့အပြားကိုခုတ်သိမ်းပြီးတော့မှဘယ်သူကလာမလဲဆိုတော့အစင်းရောင်များပြတော့အမွေးနဲ့ပြည့်စုံရေးရှေလျားကြီးမှတော့အတောင်ရှိတော့ရွှေလင်းတာကြီးရွှေလင်းတာကြီးဆိုတာကဒီနေ့ American Eagle တော့ဒါ American Fighter Jet တွေကိုလည်းရွှေလင်းတာနဲ့နိုင်တာဖြစ်တယ်။နောက် American Fighter Jet F15 F15 F22 F35 ဒါတွေကဘလူပေးထားပြီလဲဆိုတော့အခု Israel ကိုရောင်းထားပေးပြီဖြစ်တယ်ဒါတွေက Stealth Fighter တွေဖြစ်တယ် Radar နဲ့ဖမ်းလို့မရဘူးသူကဗာလဲကိုပြောက်เนาะဒါအဲ့ဒီစမ်းစာကို ရေးတဲ့အချိန်မှာကိုပြောက် Fighter Jet တို့ဘလို့မှအဲ့ချိန်တော့ရှိမှမရှိတာเนาะနီးနီးပညာမရှိသေးတဲ့ရေးလို့မရအောင်သူတို့အနေနဲ့ခိုင်းတိုင်းလို့ရတာဗာလဲဆိုတော့ကောင်းကင်မှာပြန်တန်းနေတဲ့စုံရဲကြီးကဲတို့ အဲ့ဒီစုံရဲကြီးတို့တော်မှဘာနဲ့ခိုင်းနိုင်တာစစ်တိုက်တော့ကာလာမှာနော်တိုက်ခိုက်လာမဲ့စုံရဲကြီးကဲတို့သူကခိုင်းနိုင်တာရွှေလင်းသားလို့ပြောတာအဲ့တော့တိန်ငယ်ကြီးတပွဲနော်ဒါ eagle တပွဲလာပြီးတော့မှလေဘာနုံကိုအမြင့်ဖြုတ်မယ်ပြောချင်တာကအခုတတ်ဆွဲထားတဲ့ hisbola အားလုံးကိုနော် israel ရဲ့ fighter jet တွေအပြင်ပေါ့နော်ဒါသူတို့လာပြီးတိုက်ခိုက်မယ်ဆိုတော့ပေါ်ပြထားတာဖြစ်တယ်အဲ့တော့အခု hisbola ရဲ့ခေါင်းဆောင်ကြာရှုံးသွားပြီဘာနဲ့လဲ အဲ့ဒီ eagle ကလာပြီးတော့မှဘုံချဲလိုက်လို့တည်သွားပြီ။ဒါအညွန့်ချိုးခံရတာ။ My name is Norman. We live in Clyde North and we are family of 5. His bola ခေါင်းဆောင်မရှိတော့ဘူး။ Hamas လည်းပဲပါလေ။အဲ့ဒီ eagle ကြီးကလာပြီးတော့တိုက်ပြီး Gaza ဒေသမှာမြောက်များစွာတော့ Hamas 80%ခန့်လုံးခေါင်းဆောင်မရှိတော့ဘူး။ဒါကပါလေဆိုတော့ the curse ချိန်ချင်းအမင်္ဂလာ။ တွေ့ကြုံနေရတာဖြစ်တယ်။ကျမ်းစာမှာပြောပြီးသားဖြစ်တယ်။ခုနကကျွန်တော်ပြောထားတဲ့เนาะ blessing and curse เนาะ prime minister Netanyahu ကိုတိုင်ကဘာကြီးမျက်နှာစာမှာလာပြီးဖခင်ရဲ့စကားကိုကြွေးကြော်တော့တာ။ Israel ကိုထောက်ခံအားပေးပြီးမဟာမိတ်ပြုတဲ့နိုင်ငံအားလုံးက blessing ဖခင်ရဲ့ကောင်းချီးရှိလို့ Israel နဲ့လည်းမဟာမိတ်ဖြစ်မယ်။စီးပွားရေးလူမှုရေးရနီးပညာရတိုးတက်မယ်။တိုက်ခိုက်တော်နိုင်ငံတွေ အစ္စရေးကိုမုန်းတီးတော့နိုင်ငံတွေကပါလဲ curse နဲ့တွေးကြုံဒါကသူကနိုင်ငံရေး political စကားနဲ့ပြောတော့ပြီမဲ့ဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်သူမတိပဲနဲ့ဟောပြောတော့တာဘုရားရဲ့ prophet ပြည့်စုံခြင်းကိုမတိပဲနဲ့နောက်ဆုံးတော့ကာလအတွက်ဟောပြောချက်ပေးတော့တာဖြစ်တယ်အဲ့တော့အခုကျွန်တော်ပြောချင်တာ jubilee ခုနှစ်ဖြစ်တယ်ဘာလို့ jubilee ခုနှစ်လဲအဲ့လိုပြောတာလဲဆိုရင်ဒေချာနားထောင်မှာဒီမှာဘာလို့ဆိုတော့အချိန်ကအများကြီးမရှိဘူးကျွန်တော်နည်းနည်းတွတ်တွတ်လေးနဲ့နော်ဒါပေါ်ပြတော့မယ်အသေးစိတ် detail ကျွန်တော်တွားမယ်ဆိုရင်တော့အခြေအများကြီးပြရမယ်တနိုင်တနိုင်လောက်ပြောရမယ်ဒါပေမဲ့အခုမိနစ်20 30အတွင်းမှာကျွန်တော်ပြောတော့မယ်ဒါပါလဲဆိုတော့ဝိဖြာကြံခန်းကြီး25ထဲမှာအပိုက်ငယ်90ကနေ95အထိကျွန်တော်မြန်မြန်လေးဖတ်သွားပါမယ်တခင်နဲ့ကျွန်တို့ရောင်းဝယ်တော့နှစ်မှစာရွေးယူပီလာနှစ်တိုင်အောင် နှစ်ပေါင်းတို့ကိုရည်တွက်ပြီးလေနှစ်ပေါင်းနဲ့အများကို ထောက်ရည်၎င်းသူငါလောက်ရသည့်ကာလကို ထောက်ရည်၎င်း ကိုအဖိုးကိုစီရင်ရမည်ယူဘီလာနှင့်မရောက်မီအစေခံရတော့နှစ်ပေါင်းအ ਨੇ အများကိုရေတွက်၍လိုတေးတော့နှစ်ပေါင်းနဲ့အများအလိုက် ရွေးရန်အဖိုးကိုဝယ်ရဲငွေတဲကနှုတ်၍ပြန်ပေးရမည် ထိုနှစ်တီတနှစ်နောက်တနှစ်သူငားကဲတော့နေရမည်တင့်မျက်မှောက်၌ညင်းဆဲခြင်းကိုမခံရထိုတော်တော်ဤအားဖြင့်မရွေးမနှုတ်လျင်ယူဘီလာနှင့်ရောက်တော်အခါအလုံးပြောအောင်ယူဘီလာနှင့်ရောက်တော်အခါ အခုကရောက်တော့အခါဆိုတာအခုရောက်နေပြီเนาะယူဘီလာနဲ့ရောက်တော့အခါသူ့သူ့ကိုတားမရနဲ့တကွသခင်လက်မှလွတ်ရမည်အเจ้าမူကားဣတိလအမျိုးသားတို့သည်ငါဤအမှုထမ်းဖြစ်ကြ၏အေကုဒုပီမငါနှုတ်ဆောင်ခဲ့တော့ငါဤအမှုထမ်းဖြစ်ကြ၏ငါဒီတင်တို့ဤဘုရားခင်ထာဝရဘုရားဖြစ်၏အဲ့တော့ ီမှာကျွန်တော်ယူပီလာအကြောင်းကိုနည်းငယ်ပြောကြားသွားပါမယ်ယူပီလာကိုကျွန်တော်ဘာလို့ပြောလဲဆိုတော့ယူပီလာဆိုတာကဓမ္မဟောင်းထဲမှာနှစ်90ပြည့်တဲ့အခါတိုင်းအေတေလနိုင်ငံမှာဖရာရဲ့လွတ်ချန့်ခွင့်ရှိတယ်ဆိုတာကိုဖရာကြွေးကြော်ခိုင်းတယ်အဲ့ဒီအခါမှာယူပီလာနဲ့ရောက်တိုင်းရောက်တိုင်းယစ်ပရောဟိတ်တွေကတောင်ပေါ်မှာတက်လာပြီးတော့ဗိမာန်တော်မှာယူပီလာသဘိုးခေအောင်မဟုတ်ရတယ်အဲ့ဒီလိုမုတ်တော်နေကစပြီးတော့အဲ့ဒီတစ်နှစ်လုံးဟာဆိုရင်အေတေလနိုင်ငံအစ္စရေးနိုင်ငံမှာရှိတဲ့ ငွေအဖြစ်ဝယ်ထားတော့ကြုံနေကြုံမာတွေသူ့ရဲ့မိသားစုအားလုံးကိုကြုံပြရာကနဲ့လွတ်လိုက်ရတာဖြစ်တယ်။သူတို့ကို ဟိုးထားလို့မရအောင်သူတို့ကိုနော်အတင်းအဓမ္မစီခိုင်းလို့မရတော့ဘူး။သူတို့ကိုနော်ခိုင်းလို့မရတော့ဘူး။ဘုရားကလွတ်ခိုင်းတယ်။သူများမကဘူး။အစ္စရေးနိုင်ငံမှာရှိတဲ့နွားတရိတ်ဆန်အားလုံးပင်လေလေမှာအဆိုင်အခိုင်းအစီပြုလို့မရတော့ဘူး။သူတို့ကိုအနာယူပြီးတော့မှလွတ်ပေးရတယ်။ ပြီးတဲ့အခါမှာဣသရေလနိုင်ငံလုံးမှာရှိတဲ့လေယာမြေချမ်းမြေတွေတောတောင်ရေမြေတွေအားလုံးကိုပါလေမတုံးမဲနဲ့ဒီတိုင်းလွတ်ထားရတယ်။တနစ်လုံးလုံးပါလေဆိုတော့ယူပီလာနှစ်ဖြစ်တဲ့အနှစ်90မြောက်တော့နှစ်အဲ့ဒီတနစ်လုံးမှာသူတို့ဟာအလုတ်ချွေးမလုပ်ရဘူး။နောက်ပြီးတော့ပါလေအယောင်းဝယ်ဖောက်ကားခြင်းတွေမလုပ်ခိုင်းဘူး။သူတို့ကိုအတိုးတွေမစားခိုင်းဘူး။သူတို့ကိုပါလေကြုံကြုံမတွေကိုလွတ်ခိုင်းတယ်။လွတ်ချင်းရှိတော့ခုနှစ်ဖြစ်တယ်။အောင်မြင်ချင်းရှိတော့ခုနှစ် ဘလောက်ပဲအစီခံခဲ့ပါစေငွေနဲ့ဘလောက်ပဲဝယ်ထားပါစေတော့လေတွေတော်တွေဘလောက်ပဲကောင်းနေပါစေယူဘီလာခုနှစ်မှာလဲမလို့ရဘူးเนาะလူတွေကိုလည်းပဲကြုံမပြူရဘူးဆိုပြီးတော့ဘုရားပြောထားတယ်ဒါကဣတိလလူမျိုးတွေအစက်အဆက်ထိန်းဆောင်ရမယ်စောက်ရှောက်ရမယ်တာဝန်ဝတ္တရားဖြစ်တယ်ဆိုပြီးဘုရားကပြည့်ညက်ထားတာဖြစ်တယ်အဲ့တော့ဘုရားသခင်ရဲ့ယူဘီလာခုနှစ်တိုင်းမှာလွတ်ချင်းရှိတယ်ဘုရားကအလုံးလုံးတယ်ဘုရားကြီးမားစွာ เนาะအလုတ်လောက်တာကဓမ္မဟောင်းခေတ်ကာလကတည်းကနဲ့ယနေ့မြန်မာခေတ်ကာလအထိပါပဲဘာဖြစ်လို့လဲဆိုဘုရားကအဲ့ဒီယူဘီလာခုနှစ်ဟာဆိုရင်ဘုရားရဲ့တန်ရှင်းရာဘုရားရဲ့เนาะနှုတ်ကပတ်တော်ပြည့်စုံတဲ့ခုနှစ်ဖြစ်တယ်ဆိုတာကိုသူကြွေးကြော်ပြီးသားဖြစ်တယ်ဒါကြောင့်မို့เนาะလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်မှာ AD 90မှာเนาะယေရုရှလင်မှာရှိတဲ့ဗိမာန်တော်ကိုဖျက်ဆီးခံရပြီးတော့မှယောမတွေကเนาะယေရုရှလင်မြို့ကိုတင်းတယ်ပြီးတဲ့အခါမှာ ဂျန်နရယ်တိုက်တက်စ်ကဒီဗိမာန်တော်ကိုဖျက်ဆီးခဲ့တယ်။ဖျက်ဆီးပြီးတော့အစ္စရေးလူမျိုးတွေကအဲ့ဒီနောက်ပိုင်းမှာနော်တိုင်းနိုင်ငံအတီးတီးမှာထွက်ပြေးတိမ်းရှောင်ပြီးတော့မှနော်ဖြည်းဖြည်းချင်းနဲ့အစ္စရေးနိုင်ငံပျောက်ဆုံးသွားတယ်။နော်ပျောက်ဆုံးသွားပြီးတဲ့နောက်မှာအနှစ်2000နီးနီးပေါ့ပြောရမယ်ဆိုရင်အနှစ်2000လောက်ကအစ္စရေးနိုင်ငံကပ္ပမြေပုံမှာမရှိတော့ဘူး။တစ်ချိန်ကရှိခဲ့တယ်။နှစ်2000ကျော်ကျော်မရှိတော့ဘူးပျောက်ဆုံးသွားတယ်။ ဒါပေမဲ့ဘယ်ခုနှစ်မှာစပြီးတော့ UB လပြန်ပေါ်လာလဲဆိုတော့1898ခုနှစ်မှာเนาะဒါတမန်ကျမ်းစာထဲမှာရှိတယ်เนาะဒီရဲ့ဂတိစကားလည်းရှိတယ်ဘာလို့ဆိုတော့သဇိန်းတယောက်ဧည့်တဲ့အာဂန္တုတယောက်ကတင်းတို့ပြီဘူးအလေအပတ်လာပြီးတော့မှအကြည့်ရှုငါကြွားလာမယ်လို့ဘုရားကဒါဟော prophecy ထဲမှာပြောထားတာရှိတယ်အဲ့တော့1898ခုမှာဘယ်သူလာလဲဆိုတော့เนาะသဇိန်းတယောက်ကเนาะဒီ Israel နေပြီ Palestine ကိုရောက်လာတယ် Israel နေပြီကိုရောက်လာတယ် သူ့နာမည်ကဘာလဲဆိုတော့ Mark Twain ဖြစ်တယ် Mark Twain ဆိုတာက American songwriter American non writer နာမည်ကြီးတဲ့เนาะဒါစာရေးဆရာဖြစ်တယ်အဲ့တော့ Mark Twain ကဘလို့ ਨੇ ရောက်သွားလဲဆိုတော့သူက လေလာရင်းနဲ့အဲ့ဒီမှာ Israel เนาะဒီ Palestine နေရာဒေသမှာပထမဆုံးရောက်လာပြီးတော့ကဘာကြီးမှာသူဘသူမှမတိတော့တဲ့မိလျော့သွားတဲ့ယေရုရှလင်မြို့အကြောင်းသူရေးတယ်ပြီးတဲ့အခါမှာ ယေရုရှလင်အကြောင်းရေးတဲ့အပြင်ကိုအစ္စရေးနိုင်ငံအကြောင်းသူကရေးလိုက်။ဘာလို့လဲဆိုသူကအမေရိကန်မှာအင်မတန်မှနာမည်ကြီးတဲ့စာရေးဆရာဖြစ်တယ်။မတ်ထရိုင်းဆိုတဲ့နာမည်ကပထမဆုံး1890ခုမှာယူဘီလာခုနှစ်ဖြစ်တယ်အဲ့ဒါ။ဂျူးလူမျိုးတွေအတွက်ကအစ္စရေးလူမျိုးတွေအတွက်ကယူဘီလာခုနှစ်ဖြစ်နှစ်90 celebrate လုပ်နေတယ်။ကဘာရဲ့ရဲ့မှာသူတို့နှစ်90 celebrate လုပ်နေတယ်။ပြီးတဲ့အခါမှာကဘာရဲ့ရဲ့မှာကွဲလွတ်နေတဲ့အစ္စရေးလူမျိုးတွေက နော်ရုရှားမှာဂျာမနီမှာဥရောပမှာအမေရိကမှာတချို့ရောက်နေတဲ့သူတွေကသူတို့နှစ်စင်နှစ်တိုင်းဆူတောင်းတာပါလဲဆိုတော့ငါတို့အစ္စရေးလူမျိုးကိုကိုတော်ဘုရားဂတိတော်ရှိတဲ့ပြည်ကိုပြန်လဲပြီးတော့ပို့ဆောင်ပေးပါလို့ဆူတောင်းနေတာဖြစ်တယ်။အဲ့ဒီခုနှစ်မှာ1890ခုမှာမတ်ထွိုင်းကလာပြီးအစ္စရေးအကြောင်းကို သူရေးလိုက်တယ်။နော်ယေရုရှလင်မြို့အကြောင်းကိုရေးလိုက်တဲ့အခါသူဗာရေးလဲဆိုတော့ယေရုရှလင်မြို့ကတဲ့နော်တောတရိစံနေနဲ့ ယုံရင်းပစ္စည်းနေတဲ့နိုင်ငံနေရာဖြစ်နေပြီတမာချန်းစာထဲမှာပေါ်ပြထားတဲ့ခန္ဓာကြီးကျယ်တဲ့မြို့ဆိုတာမဟုတ်တော့ဘူးတဲ့နော်တကယ်ကိုယုံရင်းပစ္စည်းပြီးတော့ဘာမှမရှိတော့တဲ့စင်းရဲနှုံချတဲ့မြို့လေးဖြစ်နေပြီဆိုမှသူရေးလိုက်တယ်အဲဒီကနေကမ္ဘာ attention ရလာအဲ့တော့ဘုရားကကြီးမားစွာအဲဒီကနေစပြီးတော့ယူပီလာခုနှစ်ကနေစပြီးအလုံးလုံးလာဒီမတ်ထွိုင်းဆိုတာကတကယ်တော့သူ့ကိုသူကဇာကြီးစရာပဲဖြစ်တယ်အစ္စရေးကိုချစ်လို့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့သူအဲ့ဒီလိုရေးလိုက်ချင်း အားဖြင့်ကဘာကပို့ပြီးတော့မှပြန်တကြော့တိလာတယ်ပြီးတဲ့ခါမှာထူးခြားတာကမတ်ထွိုင်းရဲ့ original နာမည်ကဘာလဲဆိုတော့ Samuel Clement ဖြစ်တယ် Samuel Clement ဆိုတာကဟေပြင်းစကားမှာ Samuel က Lord has heard ဘုရားသခင်ကသင်တို့ရဲ့ဆုတောင်းခြင်းကိုနားကြောင်းပြီတဲ့တော့ Clement ဆိုတဲ့အတိတ်ဘယ်ကဘာလဲဆိုတော့ God is merciful ဘုရားကတနာကိူနာရှိတော်ဘုရားဖြစ်တယ် အဲ့ဒီလူကမတိပဲနဲ့အဲ့ဒီမှာစာရေးဆရာရောက်လာတာကဂျူးလူမျိုးတွေနဲ့2000လောက်ဆူတောင်းခဲ့တဲ့ကိုတော်တနာတော်မူပါငါတို့လူမျိုးကိုငါတို့ရဲ့နိုင်မီမှာပို့ဆောင်တော်မူပါဆိုတဲ့ဆူတောင်းချက်ကအဲ့ဒီမတ်ထွိုင်းဆိုတဲ့ဆေမွေကလမန်အဖြစ်ပြည်ဆောင်လာတယ်အဲ့ဒါပြည်ဆောင်ပြီးတော့မှเนาะနောက်1869ရဲ့เนาะ1869ရဲ့နောက်အနှစ်90ယူပီလာခုနှစ်ကိုကျွန်တော် ြောမယ်ဆိုရင်တော့နောက်နှစ်90မှာဘယ်ဘယ်ခုနှစ်ရောက်လာလဲ1919 1919မှာ နောက်ယူပီလာခုနှစ်ရောက်လာတယ်အဲ့ဒီယူပီလာခုနှစ်မှာဘုရားသခင် ကကဘာကြီးကိုအပြောင်းလဲလုပ်နေတဲ့ကာလဖြစ်တယ်အစ္စရေးလူမျိုးကိုသူ့နိုင်ငံပြန်ဖို့အတွက်ဘုရားကပြင်ဆင်နေတဲ့ကာလဖြစ်တယ်အဲ့တော့1919မှာ ပထမကဘာစစ်ပြီးတဲ့အခါမှာနော်အဲ့ဒီပထမကဘာစစ်ကာလတလျှောက်လုံးကအော်တိုမန်အင်ပါယာဆိုတဲ့တူရကီနော်မွတ်စလင်အများစု အုပ်စိုးတဲ့ ဒီ empire ကြီးကအုပ်စုနေတယ်ဒါပေမဲ့ now empire တခုကတက်လာနေတယ်အဲ့ဒီ empire က Israel ကိုအင်မတန်ချစ်တဲ့ empire တခုဖြစ်နေတယ်ခရီးယာနေတော်တော်များများယုံကြည်တက်ဝင်တဲ့ empire အဲ့ဒါကအင်္ဂလန်ဖြစ်တယ် British 1916က Jubilee ခုနှစ်ဖြစ်တယ်အဲ့ဒီပထမကမ္ဘာစစ်ပြီးသွားတဲ့အခါမှာ British empire ကကမ္ဘာမှာတက်လာပြီးတော့မှเนาะဖခင်က Israel လူမျိုးကို နိုင်ငံတည်ထောင်ဖို့အတွက်လမ်းခင်းပေးတဲ့เนาะခုနှစ်ဖြစ်လာတယ် ဒါဘုရားကသူယူပြီးလားခုနဲ့နဲ့အလုပ်လုပ်တာအနည်း90ယူပြီးလားခုနဲ့ငါလူမျိုးတို့ကိုလွတ်လွတ်ချင်းခွင့်ပေးရမယ်သူတို့နယ်မြေကိုပြန်အားရမယ်လို့ပြောတာကျော်နေကသူတို့ပိုင်တဲ့နယ်မြေကိုသူတို့ပြန်အားရအခုဣသရေလလူမျိုးကသူ့နယ်မြေကိုအပ်ဖို့အတွက်ဘုရားကယူပြီးလားခုနဲ့မှာသူအလုပ်လုပ်လာပြီအရာထူးခြားတာကဘာလဲဆိုတော့နော်အဲ့ဒီအချိန်တုန်းကအင်္ဂလန်မှာနော်ယာထုတက်နေတဲ့နော် Prime Minister တွေအားလုံးကပြုတ်သွားပြီးတော့မှ အစ္စရေးကိုအင်မတန်ချစ်တဲ့ Prime Minister တယောက်တက်လာတယ်။အဲ့ဒီခုနှစ်မှာအဲ့ဒီယူဘီလာခုနှစ်မှာဘုရားကပြင်ဆင်နေတာဖြစ်တယ်။ဘာတူလဲဆိုတော့เนาะအာ Arthur James Balfour လို့ခေါ်တယ်။ Arthur James Balfour ကအင်္ဂလာရဲ့ Prime Minister ဖြစ်လာတဲ့အခါမှာသူကပထမဆုံးကမ္ဘာမှာဘယ်သူမှတော့မအတိမမပြုတော့တဲ့ရှိတော်မှမရှိတော့တဲ့ပြောမယ်ဆိုရင်ဘယ်သူမှတော့မတချို့မတိတော့တဲ့ အစ္စရေးနိုင်ငံကိုသူကဘာလဲဆိုတော့ဒီတော့ပါလက်ပါလက်စတိုင်းအစ္စရေးနိုင်ငံကဆိုရင်ဂျူးလူမျိုးပိုင်တဲ့သူတို့ရဲ့ဘိုးဘွားနေပြီဖြစ်တယ်ဆိုပြီးတော့ Belfort Declaration ကိုသူကထုတ် ဖော်လိုက်တာဖြစ်တယ်အဲ့တော့ Belfort Declaration က1916ခုမှာเนาะ James Belfort ကနေကြော်ညာလိုက်တာဖြစ်တယ်အဲ့တော့ပို့ထူးခြားတာကဒီအစ္စရေးနိုင်ငံကိုเนาะကျွန်တော်အားလုံးသိတယ် founder အနေနဲ့လုတ်ခဲ့တဲ့ဆရာ เนาะပြောမယ်ဆိုရင်ဒါပညာရှင်ပေါ့เนาะသူက journalist လည်းဟုတ်တယ်သူ့နာမည်ကဘာလဲဆိုတော့ Theodor Herzl လို့ခေါ်ပါတယ်သူက Zionism ကိုပထမဆုံးတည်ထောင်ခဲ့တဲ့လူ Theodor Herzl ဆိုတာကဒါဂျူးလူမျိုးတွေရဲ့ Israel ဒါခေတ်သမိုင်း Israel ရဲ့ founder ဖြစ်တယ်เนาะသူကငငယ်ဘဝကယေရှုเนาะဒါယေရှုဆိုတာထဲမေရှိယကိုသူအိမ်မက်မက် အိမ်မက်မက်ပြီးတော့မှသူဘာပြောလဲဆိုတော့မေရှိယပြန်လာတော့မယ်အဲ့ဒီပြန်လာဖို့အတွက်လမ်းခင်းရမယ်လမ်းခင်းတဲ့အခါမှာဘလို့ဖြစ်မလဲဆိုတော့ကျမ်းစာထဲမှာပြောတယ်ငါလူမျိုးအစ္စရေလအစ္စရေလလူမျိုးကကမ္ဘာနိုင်ငံအတီးတီးကနဲ့နော် သူ့နိုင်ငံကိုပြန်လာပြီးတဲ့နောက်မှဘယ်နောက်မှဘယ်နော်ယေရှုခရစ်တော်ပြန်လာမယ်လို့ကျမ်းစာထဲမှာပြောထားတယ်ဒါကြောင့်သူကအစ္စရေလလူမျိုးတွေပြန်လာဖို့အတွက်ဇိုင်ယွန်နီစံကိုစတင်တည်ထောင်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့သူဖြစ်တယ်ဖောင်ဒါပေါ့နော် ဲ့ဒါကဘယ်ချိန်မှာလဲဆိုတော့1890ခွန်ပါဖြစ်တယ်1890ခွန်ကနဲ့နော်ဒါယူပီလာခုနှစ်ပေါ့နော်နောက်အနည်း90ယူပီလာခုနှစ်ကဘယ်ဘယ်ချိန်လဲ1940ခွန်ပါဖြစ်တယ်ဘုရားကယူပီလာခုနှစ်ဒီမှာအစ္စရေးအတွက်ထူးခြားစွာအလုပ်လုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရဣသရေလနိုင်ငံခစ်တဲ့ဣသရေလနိုင်ငံစတင်တည်ထောင်ဖို့အတွက်ပထမဆုံးယူပိုင်ုံပေးပြီးတော့မှသူ့ရဲ့ဂျာနယ်ထဲမှာရေးထားတယ်။အဲ့ဒီလူကသူ့ရဲ့ဂျာနယ်ထဲမှာရေးတဲ့အခါမှာလွန်ခဲ့တဲ့ เนาะဒါနှစ်ပေါင်းဆိုရင်တော့1800 1899မှာသူကอิสราเอลနိုင်ငံကိုငါတည်ထောင်ခဲ့ပြီဆိုပြီးဂျာနယ်ထဲမှာရေးထားတယ်အဲ့ဒီမှာဒိတ်တတ်ထားတယ်အဲ့ဒါဘယ်လိုလဲဆိုဒီသီအိုဒါဟာဇယ်ကရေးထားတာအဲ့တော့သူ့ရဲ့ဂျာနယ်ထဲမှာရေးထားတဲ့ခုနှစ်ကဘယ်ချိန်လဲဆိုတော့စက်တင်ဘာလ3ရက်နေ့1899မှာရေးထားတာအဲ့ချိန်တော့လူတိုင်းကသူ့ရည်တယ်ဟိစရေးလူမျိုးဘယ်လိုလုပ်ဖြစ်မလဲကဘာရဲ့ရဲ့မှာရှိနေတာသူများတွေနေနေတာနိုင်ငံဘယ်လိုမှမဖြစ်နိုင်ဘူးသူ့ဟာတိုက် ဲ့မဲ့ Theodore Roosevelt ကဘာပြောလဲဆိုတော့နော် Theodore Roosevelt မဟုတ် Theodore နော် Theodore Hazel ကဘာပြောလဲဆိုတော့နောက်အနှစ်90ကျရင်တင်းလို့မြင်လာလိမ့်မယ်အဲ့တော့နောက်အနှစ်90ဘယ်ချိန်ရောက်လာလဲဆိုတော့1940ခေါ်အဲ့ချိန်မှာဘာဖြစ်လဲကဘာကူလာသမဂ္ဂမှာအစ္စရေးနိုင်ငံကိုတရားဝင် vote ပေးပြီးတော့မှအာဂျန်နာတင်သွင်းပြီးအတိမပြုတ်တဲ့နေ့ဖြစ်လာတယ်အဲ့ဒါနောက်အနှစ်90ဆိုတာယူဘီလာခုနှစ်မှာအစ္စရေးနိုင်ငံတကယ်ပေါ်လာယူဘီလာခုနှစ်မှာပေါ်လာ ဒါပါပြောရှင်လေဆိုဘုရားကသူ့လူမျိုးကိုနေမီပေးမယ်လောလတ်ခွင့်ပေးမယ်เนาะသူ့ကိုဗာလဲအောင်မြင်တော့ခုနှစ်ဘုရားကအလုံးလုံးတိ